ကင်းပြည်နယ်အတွင်းဖြစ်ပေါ်နေတဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေကြောင့်မြောက်ရီမြို့နယ်မြောက်ဖက်နယ်တောင်ဘက်တို့မှာစစ်ပီးရှောင်းဒေသခံ9000ခန့်ရှိပြီးအကူအညီလိုအပ်နေစေဖြစ်ကြောင်းသိရပါဗျ။မြောက်ရီမြို့နယ်မြောက်ဖက်မှာဖြစ်ပေါ်နေတဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေကြောင့်노ဖူထီမူထပေါ်လောတမရရွာခြေတော်ရွာကင်မရာကြီးရီကဒေသခံ250ခန့်ဟာအုံဝင်ဆုံးခွာခဲ့ရပြီးစစ်ပီးရှောင်းလာကြရကယခုအခါ BKN နေရာတွေဖြစ်တဲ့ကျော်ခိုကွီလီကော့ဟော်ထီချာယာထီလော်တီ ထီဝါပလောကြီးရော်တွေမှာစစ်ပီးရှောင်နေကြကြောင်းသိရပါဗျ။အဆိုပါကြီးရော်တွေမှာခိုလုံနေရတဲ့စစ်ပီးရှောင်ပြည်သူတွေစားသောက်နေထိုင်ရေးအဆင်ပြေစေဖို့အတွက်အော်တိုဘလ9ရက်နေ့မနက်ပိုင်းကနေကြားဆောင်တဲ့ကရင်ပြည်နယ်အမတ်နှင့်စစ်ရီသားမှုဘုံမှုချုပ်စွတ်တင်ဝင်ဇနီးဖြစ်သူဒေါ်နန်းမြင့်မြင့်ဝင်းတို့ကအဝိထင်နဲ့လူသုံးကုန်ပစ္စည်းတွေကူညီထောက်ပံ့ပေးခဲ့ကြောင်းသိရပါဗျ။ စစ်ပြလင်ရင်ဒေတာရင်းညံ့မှုမရှိဘဲပြည်သူများအိုးမဲ့အိမ်မဲ့အတက်လူပြေးနေရတယ်လို့အခက်အခဲများစွာကြုံတွေ့ရပြီးစစ်ပြလင်ရင်ညံ့မှုမရှိဘဲစစ်မဖြစ်မှသာညံ့မှုရရှိမှာဖြစ်တယ်လို့ဗိုလ်မှူးချုပ်စောတင်ဝင်းကပြောကြားခဲ့ပါတယ်။ စပီးချောင်းတွေကိုယနေ့လူတမှုဟာဒုတိယကြိမ်ဖြစ်ပြီးပထမကြိမ်ကလည်းစားတက်ကုံစီဝါနဲ့ရိခါချောက်တွေပတ်မှုပြီးခဲ့ကြောင်းသိရပါဗျ။အလားတူပဲမြောက်ရီမျိုးတောင်ပတ်လီဂ်ကော်ဒေတာမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြေးရိုက်မှုတွေကြောင့်ထိုင်းမြန်မာနယ်ခြားတောင်ရင်းမြေနီမှာလည်းပအဝန်ကျင်ဂျေရော်တွေကနေစပီးချောင်း၃တောင်ငတ်ဟာယာယီစပီးချောင်းစခန်းမှာစပီးချောင်းတွေရပြီးအရေးပေါ်ကူညီတွေလိုအပ်နေစေဖြစ်ကြောင်းသိရပါဗျ။